ောကမှာလူရည်လူဖြစ်လာတဲ့ပုံကိုယ်တွေလောကဓာတ်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားဘဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်တောင်ကြီးလိုခိုင်မာတယ်တချို့ပုံကိုယ်တွေကတစ်ပင်လိုရင်းရိုင်နေတယ် လောကရံချင်းတုံကြုံတွေ့တာချင်းတူတူပဲလောကရံမုံတိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲသို့သောအတွင်းဣဇတ်တစိတ်ဆွမ်းအားအတိညာဆွမ်းအားနေပြီဆိုလို့ရှိရင်ရင်းရိုင်ပြီးတော့နေရတဲ့တစ်ပင်သို့မဟုတ်အမြစ်ပိုက်ကျွတ်ထွက်ပြီးတော့လဲသွားတဲ့တစ်ပင်သို့မဟုတ်အကိုင်းနေပါလေကျိုးပဲ့သွားတဲ့တစ်ပင်လို့ပဲလောကရံကမုံတိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရဲ့ အေးတောင်ကြီးတွေကြတော့ဒဇက်ကမလှုပ်ရှားမှုမပြုတ်ပဲနဲ့မုံတိုင်းနေဘလောက်ပြင်းထန်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်းနေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေကိုတောင်ကြီးလို့ခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာเนาะသူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင် မုံတိုင်းတံကိုခန့်နိုင်အောင်စိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုဆိုတာလေ့ကျင့်ပေးရတယ်